အင်္ဂါသားသမီးများတွင်2025ခုနှစ်ကနောက်ဆုံးလက်ကျန်2လတာဖြစ်တဲ့နိုဝင်ဘာလနဲ့ဒီဇင်ဘာလတွေကံကြမ္မာအခြေအနေများကိုဟောပြောပေးမှာပဲဖြစ်ပါတယ်။အရင်ဆုံးဘီရင်ကိန်းနဲ့ကျွန်တော်ဟောပြောပေးမှာဖြစ်ပြီးတော့ပြီးတဲ့အခါမှာတဲရော့ကတ်နဲ့လည်းပဲကံကြမ္မာဖတ်ကြားပေးဦးမှာပဲဖြစ်ပါတယ်။အင်္ဂါသားသမီးများခင်ဗျာအခုဒီလက်ကျန်2လတာကာလတော်တွင်းမှာအင်္ဂါသားသမီးများအနေနဲ့လူမှုပေါင်းသင်းဆက်ဆက်ရေးပိုင်းနေနဲ့ပတ်သက်ပြီးတော့ တိုးတက်အောင်မြင်မှုတွေကိုရရှိလို့လာနိုင်ပါတယ်အဲ့တော့လူအများရဲ့ချစ်ခင်ယုံကြည်မှုတွေကိုရရှိလို့လာနိုင်ပါတယ်နောက်မျက်နာပွင့်လန်းမှုတွေလည်းပဲရှိလာနိုင်လိမ့်မယ်လို့တွေးရပါတယ်ဒါအပြင်အင်္ဂါသားမိများဟာဒီတလတာကာလအတွင်းမှာရန်ဒီအတိုက်ခိုက်တွေကိုလည်းပဲအောင်မြင်သွားနဲ့ဖြတ်ကျော်နိုင်လိမ့်မယ်လို့တွေးရပါတယ်ခင်ဗျာ ဒီကာလာတော်အတွင်းမှာအမှုကိစ္စလိုဟာမျိုးပြဿနာလိုဟာမျိုးတွေဒါဖြည့်ရှင်းနိုင်ပါလိမ့်မယ်အဲ့တော့ကိုယ့်ဘက်ကအောင်မြင်နိုင်လိမ့်မယ်ဆိုတဲ့အနေအထားမျိုးကိုလည်းပဲတွေ့ရပါတယ်မိတ်ဆွေများကကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကို ကြည့်ရှုအားပေးနေပြီဆိုရင်ဘေးမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါအောင်နောက် follow မလုပ်ရသေးတဲ့သူများကလည်းပဲအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရှာပါတယ်ခင်ဗျာအင်္ဂါသားမိများအနေနဲ့ဒီခု လက်ကြံပေါ့နော်နှစ်လတာကာလတည်းမှာအလုတ်ကင်တဲ့ပတ်သက်လို့ရှိရင်အလုံးမှာစိတ်ညစ်စရာလေးတွေအ ਨੇ ပါတော့ကြုံလာရနိုင်ပါတယ်အလုံးမှာအနှောက်အယှက်လေးတွေရှိလာနိုင်ပါတယ်အဲ့တော့အလုံးနဲ့ပတ်သက်ပြီးတော့တချို့သောပြဿနာလေးတွေမှာအဲစကားပြောရတာမျိုးလေးတွေဖြေရှင်းရတာမျိုးလေးတွေကြုံလာနိုင်တယ်ဒါလေးတွေကိုလည်းလည်းဂယူဆိုင်ဖို့လိုပါတယ်ငွေကြေးပိုင်းနဲ့ပတ်သက်လို့ရှိရင်နှစ်နာဆုံးရှုံးမှုလေးတွေ ဖြစ်ပေါ်လာနိုင်တဲ့အနေအထားမျိုးတွေကိုတွေ့ရပါတယ်။အဲ့တော့ငွေကြေးအခက်အခဲလေးတွေနဲ့တို့ခေါင်းရှုပ်စရာလေးတွေလည်းပဲမကြာခဏကြုံရတာပါတယ်။ပြောချင်တာကတော့လုံလုံရရလက်ပိတ်နေတဲ့လူမျိုးမဝင်တာမရတာ လုံးဝအဆင်မပြေတာမျိုးမဟုတ်ပါဘူးတစ်ဖက်ကဝင်မယ်ရမယ်တစ်ဖက်မှာအဆင်ပြေနိုင်သလိုတစ်ဖက်မှာလည်းပဲအခက်အခဲတွေနဲ့တူအဆင်မပြေမှုတွေရှိလာနိုင်တဲ့အတွေ့ဂယုဆိုင်ပါလို့မှာကြားပေးခြင်းပဲဖြစ်ပါတယ်ခင်ဗျာအင်္ဂါသားမိများတွေနဲ့ပညာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေရှိပညာရေးပိုင်းမှာအခက်အခဲတွေရှိနိုင်ပါတယ်လွယ်ကူရှောရှုစွာနဲ့အဆင်မပြေတာမျိုးလေးတွေဖြစ်တတ်ပါတယ်ဘာသာရေးဘက်မှာလည်းတော်တော်လေးအားနည်းနေတဲ့ပုံစံမျိုးလေးတွေကိုတွေ့ရပါတယ်နောက် ဆရာသမားလို့ပုံကိုယ်တွေနဲ့အစင်မပြေမှုလေးတွေရှိတတ်တဲ့အတွက်ဒါလေးတွေကိုလည်းပဲဂယူဆိုင်ပါလို့မှာကြားလို့ပါတယ်ခင်ဗျာ ကျမ်းမာရေးပိုင်းနဲ့ပတ်သက်လို့ကတော့တိုးတက်ကောင်းမွန်မှုတွေရှိနိုင်ပါတယ်ခရီးကိစ္စလေးတွေမှာ မတင်မကြဖြစ်နေကြပါတယ်သွားမယ်လို့ယူရထားတဲ့ခရီးတွေမှာမသွားပြစ်တာမျိုးရက်ရွှေ့ရတာမျိုးကြံ့ကြာနေတာမျိုးလေးတွေကြုံရတတ်ပါတယ်ခင်ဗျာကြတာကတော့အင်္ဂါသားမိများအတွက်ကိုကျွန်တော်က ဒါဒီကုဒီလက်ကြနှစ်လားတာကံကြမ္မာအခြေအနေကိုအရင်ဆုံးဒေရင်ဂိမ်းကန်းနဲ့ဟောပြောပေးခြင်းပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့တေရော့ကန်လေးနဲ့ကံကြမ္မာဖတ်ကြားပြီးတော့ဒီနှစ်လားတာကာလာတော်တွင်မှာဘလို့ထူးထူးခြားခြားအဖြစ်ပြက်တွေကြုံလာရနိုင်မလဲနောက်ဘလို့ရရရာတွေကိုစောင့်ရဲတင်ပါတယ်လဲဆိုတာကိုတေရော့ကန်လေးနဲ့ကြည့်ပြီးတော့ ဒါဟောပြောပေးမှာပဲဖြစ်ပါတယ်။တဝူးချင်းတယောက်ချင်းရဲ့ဂိမ်းကန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဘီဒီဟော့စတန်လေးကိုကျွန်တော်ပို့ပေးတယ်။နောက်တိလို့မေးလို့တဲ့အကြောင်းအရာတွေကိုဖြည့်ပြီးဟောပေးတယ်။နောက်လိုအပ်တဲ့ရည်ရာတွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်။ညံပူသောကတဝူးကို2000ကျပ်ယူပါတယ်ခင်ဗျာ။နောက်တစ်ခုကတော့ရန်ကုန်မှာရှိတဲ့မိတ်ဆွေများကအခုဒီနိုဝင်ဘာလလာဇာမိုင်းနဲ့ကျွန်တော်ရန်ကုန်မှာရှိပါမယ်။ကျွန်တော်နဲ့အပြင်မှာ လူတွေးတွေးဆုံမေးမြန်းခြင်းတဲ့မိသိများကကျွန်တော်ကိုကြိုတင်ဆက်သွယ်စာရင်းပေးပြီးတော့ တွေ့ဆုံမေးမြန်းလို့ရပါတယ်ခင်ဗျာနောက်တစ်ခုကတော့ကျွန်တော်နေ့စဉ်ပုံမှန်တင်ဆက်ဟောပြောပေးနေတဲ့ daily အဟောတွေကိုကျွန်တော်ရဲ့ daily application လေးထဲမှာတင်ထားပါတယ် Play Store မှာစောရန်ထိုးဆိုတဲ့နာမည်ကိုရိုက်ပြီးတော့ကျွန်တော်ရဲ့ daily application လေးကို download ဆဲကနေ့စဉ်ဟောပြောပေးနေတဲ့ daily အဟောတွေအပြင်တပတ်စာဟောစရာတစ်လစာဟောစရာတစ်နှစ်စာဟောစရာတွေကိုလည်းပဲတစ်နေရာထဲမှာတစ်စုတည်းတစ်စီးတည်းကြည့်လို့ရအောင်တင်ပေးထားပါတယ်ခင်ဗျာ ကဲအခုဆက်လက်ပြီးတော့အင်္ဂါသားမိများအတွက်ကျွန်တော်တဲရော့ကန်လေးချိုးကြည့်လိုက်ပါပြီ။အင်္ဂါသားမိများခင်ဗျာအခုရောက်ရှိနေတဲ့အခုဝင်ရောက်ဖြတ်တန်းလာမယ်ဒီနှစ်လတာကာလတော့ဒီမှာစေရထားကတ်ကိုကြပါလေ။ဘယ်ကိစ္စကိုပဲဖြစ်ဖြစ်တွန်းတွန်းတိုက်တိုက်နဲ့ကြိုးကြိုးသားသားနဲ့လောက်ကန်ဆောင်ရွက်ပါလုံးဝပျော့ညံ့နေလို့မရပါဘူး။အဲ့တော့ ကံတရားကိုသိပြီးတော့အားကိုးနေလို့မရဘူးကိုယ့်ရဲ့လုံလဝရိယတွေကိုပဲဒါတကယ်ကြိုးစားလှုပ်ဆောင်မှုတွေနဲ့ပဲပေါ့နော်အောင်မြင်မှုတွေကိုရှာဖွေရလိမ့်မယ်လို့ပြောချင်ပါတယ်အခက်အခဲတွေစိန်ခေါ်မှုတွေအပြိုင်တိုင်းတွေရှိပါတယ်ဒါတွေကိုအောင်မြင်သွားနဲ့ဖြတ်ကျော်သွားနိုင်လိမ့်မယ်လို့တွေးရပါတယ်အဓိကတော့စိတ်အားလူအားပျော့ညံ့မနေပါနဲ့အဲ့တော့ဘယ်အရာပဲဖြစ်ဖြစ်ရင်ဆိုင်နိုင်တဲ့တတ္တိတွေနဲ့စိတ်ဓာတ်တွေကို မွေးမြူထားပါလို့ကျွန်တော်မိတ်ဆွေများကိုအကြံပြုပေးလို့ပါတယ်ခင်ဗျာဖော်ဝဲရမယ့်ရည်ရည်အားကတော့မြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးရဲ့ခံမှာ နှင်းစီပန်းအနီရောင်ခုနှစ်ပွင့်လှူဒန်းပြီးတော့ကိုယ့်ရဲ့ကံနေလက်တွေပွင့်လန်းစေနိုင်ဖို့အတွက်ဒီနှစ်လတာကာလအတွင်းမှာဆောင်ရွက်ပေးပါလို့ရည်ရွယ်လေးပေးလိုက်ရပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုပိုင်းလေးကိုအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်။အောက်ဖက်မှာကွန်မန့်လေးတွေနဲ့အားပေးခဲ့ပါအောင် like share လေးတွေနဲ့လည်းပဲအားပေးကူညီလှည့်ပါအောင်ခင်ဗျာ။ထူးပဲကျေးဇူးတင်ပါတယ်။